တရားတန်ရှင်းတောင်းနေတာဟဲ့ဆိုတာချမ်းရီအလုတ်သမားတပိတ်ရဲ့အောင်မွဲရကျွေးကြော်တယ်ဖြစ်ခဲ့ပါတယ်ချမ်းရီအလုတ်သမားတပိတ်တိုက်ပွဲဟာ အောင်မွဲလားလို့မေးလို့ရှိရင်မှတ်ပါတယ်အလုတ်သမားတပိတ်ဟာအောင်မွဲရခဲ့ပါတယ်သူတို့ချမ်းရီအလုတ်သမားတပိတ်ရဲ့အောင်ပွဲဟာကြံတဲ့အလုတ်သမားတွေကအားတက်စေပါတယ်အခုခါမှာ True Green Causes ဆေးရုံကအလုတ်သမားတွေလည်းမေလ20ရက်နေ့ကစပြီးတော့တပိတ်မောက်ဆန္ဒပြနေကြပါတယ် ချမ်းရေးအလို့သမားတွေရဲ့သပိတ်မတိုင်ခင် နေရွက်ကြေးက9200ကျပ်ပါတိုးမြင့်ပေးဖို့တောင်းဆိုကြတဲ့နေရွက်ကြေးက12000ကျပ်ပါအခု True Green ကရနေတဲ့နေကြေးကတနေ့6800ကျပ်ပါတနေ့တာလောက်ခကြေး1000ကျပ်အထိတိုးမြင့်ပေးဖို့အလို့သမားတွေက တောင်းဆိုကြပါတယ်မေလ23ရက်နေ့မှာတော့နေရွက်ကြေး8000ကျပ်နဲ့သဘောတူလိုက်ကြတယ်လို့သိရပါတယ် GDNG ခေါင်းဟွာ Glory Company Limited အထက်ကျုပ်ဆက်ရုံကလည်းနေ့ရက်ကြီး1300ရဖို့တောင်းဆိုထားပါတယ်။မေလ23ရက်နေ့ကစပြီးတော့တောင်းဆိုနေတာပါ။သူတို့လက်ရှိရနေတဲ့နေ့ရက်ကြီးက6800ကျပ်ပါ။ TNG Fashion Milestone Garment အထက်ကျုပ်ဆက်ရုံကလည်းမေလ16ရက်နေ့မှာတောင်းဆိုတိုက်ပွဲဝင်ခဲ့ပါတယ်။အလုပ်သမား1000လောက်ကတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာပါ။သူတို့ရနေတဲ့နေစဉ်ချင်းလောက်ခါကတနေ့ 8800ကျပ်ပါသူတို့တောင်းဆိုတဲ့လောက်ခါကတနည်း13000ကျပ်ဖြစ်ပါတယ်တနည်းလောက်ခါတသောင်းကျပ်နှုန်းပေးဖို့နှစ်ဖက်သဘောတူပြီးတော့တပိတ်လှန်လိုက်ကြပါတယ် Golden Color Fashion အထွေချုပ်အလုပ်သမားတွေလည်းတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ်ညှိနှိုင်းသဘောတူညီချက်ရပြီးတော့တပိတ်လှန်လိုက်တယ်လို့ဆိုပါတယ်ချမ်းရည်စိတ်ရောအောင်ပွဲရလို့ကြံတဲ့စိတ်ရောတွေကပါ တောက်လျှောက်တောင်းဆို တိုက်ပွဲဝင်လာကြတယ်လို့တချို့ကယူဆပြောဆိုကြပါတယ်သူများရလို့ရနုံနုံနဲ့လိုက်တောင်းကြတယ်ဆိုတဲ့သဘောမျိုးအမနာပပြောဆိုကြတာတောင်မှရှိပါတယ်အဲ့ဒီစကားဟာအမှန်တဝက်အမှားတဝက်လို့ဆိုရပါလိမ့်မယ်ချမ်းရည်တပိတ်အောင်မြင်လို့တခြားအလုပ်သမားတွေပါအားတက်လာကြတာကလည်းမှန်ပါတယ်ဒါကလည်းဖြစ်ထိုက်ဖြစ်တဲ့ကိစ္စပါဒါပေမဲ့အလုသမားတွေတကယ်တောင်းဆိုတိုက်ပွဲဝင်ကြရခြင်းရဲ့တကယ်အကြောင်းရင်းကအမှန်တကယ်ကို ရတဲ့လာစာကတိတ်နေနေတော့ပါတရားတန်ကြီးကိုမရလို့တောက်ဆူတိုက်ပွဲဝင်နေကြတာပါချမ်းရည်တပိတ်ကောတကယ်ပဲအောင်မြင်ခဲ့သလားလို့မေးเสียရှိပါတယ်အောင်မြင်ပါတယ်အောင်ပွဲလို့သိကြပေါ့ဆိုနိုင်ပါတယ်ဒါပေမဲ့အပြည့်ဝအောင်ပွဲရသလားလို့မေးလို့ရှိရင်တော့အပြည့်ဝအောင်ပွဲမရခဲ့ပါဘူးအဲ့ဒီချက်ကိုကျွန်တော်သုံးသပ်တင်ပြခြင်းပါတယ်ချမ်းရည်စေယုံဟာအဒီဒက်စ်ဖနက်တွေချုပ်လုပ်တဲ့စေယုံမှာ အလုံးသမားတယောက်ဟာတနေ့တာကာလအတွင်းမှာ Adidas ဖနက်အများအပြားကိုပြည်စီအောင်ချုပ်လုပ်ရပါတယ် Adidas ဖနက်တရံရဲ့ဒီနေ့ပေါ့စေးဟာနိုင်ငံကွာခြားရင် ကွာခြားသလောက်ဈေးကွက်ကွာခြားရင်ကွာခြားတဲ့အလျောက်ကွာခြားမှုရှိတဲ့ပေမဲ့ကြက်နှစ်သိန်းနဲ့ကြက်လေးသိန်းကြားလောက်မှာ ဖြန်းမြအားဖြင့်ရှိတတ်ပါတယ်ဒါပေမဲ့ချမ်းကြီးစိတ်ရောအလုံးသမားတယောက်ရဲ့တနေ့နေရွက်လောက်ခါကတော့9200ကျပ်ပဲဖြစ်ပါတယ် လုံသမားတယောက်တနေ့ရတဲ့အလုခါဟာဖနှက်ချီတဲ့ကြိုးပိုးတောင်မရှိပါဘူးအရွယ်ရောက်တဲ့အလုံသမားတယောက်ရဲ့လစာဟာမိသားစုဝင်၃ယောက်၄ယောက်ကို တင်ကျွေးနိုင်တဲ့ပမာဏမျိုးဖြစ်ရပါတယ်တင်ကျွေးတယ်ဆိုတာကအိမ်ကားကရေဘိုးမိဘိုးခီးသွားစိတ်ဆေးဘိုးဝါကပညာရေးစိတ်တွေပါပါဝင်ပါတယ်အခုလုံသမားတယောက်ရနေတဲ့9200ဆိုတာအဲ့ဒါလို့ကာမိတဲ့ပမာဏဖြစ်ဖို့တိတ်ဝဲနေတယ်ဆိုတာမြန်မာနိုင်ငံသားတွေအတိဆုံးပါ 9200ကျပ်ဆိုတဲ့ပမာဏဟာလူတယောက်လက်ဖက်ဆိုင်တစ်ခါထိုင်ပြီးတော့မနှက်စာတစ်ချိန်စားရုံနဲ့ကုံသွားနိုင်တဲ့ပမာဏဆိုတာလူတိုင်းသိပါတယ်ကျပ်သားတစ်ပိဒါ3000ဝက်သားတစ်ပိဒါ3000ခွဲဈေးဖြစ်နေတဲ့အချိန်မှာလူသမားတယောက်တစ်နေ့လောက်က9200ကျပ်ဆိုတာနည်းလွန်လာပါတယ်ရန်ကုန်မြို့ပေါ်ကအလုသမားလူတန်းစားဟာကျပ်သားဝက်သားစားခွင့်မရှိတဲ့လူတန်းစားလို့အသက်မှတ်ခံထားရတယ်လို့ဖြစ်နေပါတယ်အဲ့ဒါဟာ လူချင်းတူတူသူချင်းမျှမျှမရှိတဲ့ဘဝပါပင်ပင်မမလှုပ်ရပြီးတော့မဝတဝဆားရတဲ့ဘဝပါလူအဖွဲ့အစည်းအတွင်းမှာအလုံများများလှုပ်တဲ့လူကဆင်းရဲပြီးတော့အလုံနဲ့နဲ့နဲ့တက်တောင်တက်တာလှုပ်တဲ့လူကချမ်းသာနေတဲ့မှမျှတာတဲ့လူနေမှုစနစ်ကြီးထွန်းကားနေတာထင်ရှားသိတာပါတယ်တရားတန်ကြီးတောင်းနေတာဟေ့ဆိုတဲ့တိုက်ပွဲခေါ်တဲ့အလုံသမားတွေဟာကိုရသည်နဲ့အခွင့်အရေးကိုရအောင်ယူမယ်ဆိုပြီးတော့တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ် အဲ့ဒါလိုတိုက်ပွဲဝင်တဲ့အခါမှာစစ်ကောင်စီနဲ့ကင်ပေါက်ချိတ်ချောက်တာကိုခံရတဲ့အကြောင်းချဲရီအလုသမားတပိအဖွဲ့ဝင် ကိုတီအောင်က TM Media ကိုပြောပါတယ်အလုသမားကိုယ်စားလှယ်တွေနဲ့အလုရှင်တို့ပထမအကြိမ်တွေ့ဆုံဆွေးနွေးကြတဲ့အချိန်မှာအလုရှင်ကလက်ရှိနေထွက်ခြေ9200ပုံမှာကြက်900သာတိုးမြင့်ပြီးတော့6100ကြက်ပေးဖို့သဘောတူခဲ့ပါတယ်အဲ့ဒီသဘောတူညီချက်ကိုအလုသမားကိုယ်စားလှယ်တွေကလက်မှတ်ထိုးသဘောတူခဲ့ကြပါတယ် ချက်ရည်စက်ရုံမှာအလုပ်သမား6000ကျော်ရှိပါတယ်။ကိုယ်စလဲတွေက6100ကျပ်နဲ့သဘောတူလာတာကိုအလုပ်သမားအများစုကလက်မခံပါဘူး။ဘာကြောင့်လက်မခံတယ်လဲဆိုတော့လက်ခံကျင်စရာကို မရှိလို့ပါ။အဲ့ဒီမဖြစ်စတော့ငွေဟာသူတို့အတွက်တစ်နှစ်ချမောင်ရဟင်းတစ်ခွက် တိုးစားဖို့လောက်ပဲရပါတယ်။အဲ့ဒါကြောင့်လက်မခံကြတာပါ။မေလ18ရက်နေ့မှာသဘောတူစာချုပ်ချုပ်ခဲ့ပေမဲ့အလုပ်သမားတွေကတပိတ်လှမ်းမပေးခဲ့ပါဘူး။ တပိတ်လှန်မပေးတဲ့အပြင်သဘောတူခဲ့တဲ့အလုပ်သမားကိုယ်စားလှယ်တွေကိုပါဆက်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။သူတို့တောင်းဆိုတာက12000ကျပ်အလုပ်ရှင်ဘက်ကသဘောတူတာက6100ကျပ်ဆိုတော့တိတ်ကွာလွန်ပါတယ်။အလုပ်သမားတွေဘက်ကထပ်မံတောင်းဆိုဆန္ဒပြကြတဲ့နောက်မေလ20ရက်နေ့မှာတော့တနေ့လောက်ခ12000ကျပ်ပေးဖို့လှုပ်ရှင်ဘက်ကသဘောတူခဲ့ပါတယ်။ဒါပေမဲ့ချော့ချော့မွေ့မွေ့နဲ့လိုက်ရောသဘောတူခဲ့တာမျိုးတော့မဟုတ်ပါဘူ တကယ်တမ်းတောင်းတယ်လို့ရခဲ့တာမျိုးလည်းမဟုတ်ပါဘူးတနေ့1200ကျပ်ကို သူတို့ပေးတဲ့ပုံစံကတနေ့တာလောက်ခကြီးက9800ကျပ်ဖြစ်ပါတယ်အရင်ရထားတဲ့6100ကျပ်ထက်တောင်မှ200ရော့သွားပါသေးတယ်အဲ့ဒီ9800ကျပ်ပေါ်မှာအလုတ်ရှင်ထောက်ပံ့ကြီးက3800ကျပ်အစိုးရထောက်ပံ့ကြီးက2000ကျပ်စံမိုးစီဘူးက400ကျပ်အဲ့ဒါတွေအလုံးပေါင်းမှ1200ကျပ်ရတာပါ ဘာကြီးညာကြီးဆိုပြီးတော့နံပါတ်တွေပေးထားတာကိုအသာထားပါအချမ်းပြင်းပြောရမယ်ဆိုလို့ရှိရင်တော့လောက်ခကို9800တက်မှတ်ပြီးတော့တခြားကောင်းစင်တက်ပြီးတော့ပေးတာက6200ကျပ်ဖြစ်ပါတယ်လောက်ခထက်တခြားကောင်းစင်တက်ပေးတာကပိုများနေပါတယ်အဲ့ဒါဘာတိတ်ပဲပါလဲတူတူပြောရရင်တော့တောင်းတလောက်အပြည့်ဝမရတဲ့သဘောပါပဲဥပဒေကြောင်းအရာအရင်ပြောပါမယ်အလုတ်သမားတယောက်အတွက်ဥပဒေကြောင်းအရာတကက်တရားဝင်လာစားကအခြေခံလာစားပါပဲ အဲ့ဒါဟာအလုံသမားတယောက်အတွက်တရားဝင်အခွင့်အရေးပါအဲ့တော့အလုံသမားတယောက်အတွက်ဥပဒေကြောင်းရခိုင်မာတဲ့နေအတွက်လောက်ခါက9800ကျပ်ဖက်ရှိပါတယ်အဲ့ဒီလစာကိုသဘောတူစာချုပ်ချုပ်ထားတဲ့အတွက်အဲ့ဒီထက် short ပေးခဲ့လို့ရှိတယ်အလုံသမားကတရားစွဲလို့ရပါတယ်ဒါပေမဲ့ထောက်ပံ့ကြေးတွေကိုမပေးတော့ဘူးဆိုလို့ရှိရင်တရားစွဲတောင်းရမှာအခက်အခဲရှိပါတယ်တရားစွဲတောင်းရင်အနိုင်ရဖို့အခက်အခဲရှိပါတယ် တို့ကစေတနာရှိလို့ထောက်ပံ့ထားတာဖြစ်တဲ့အတွက်စေတနာမရှိတော့တဲ့အချိန်မှာမပေးခြင်းလည်းရတယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။ဒါအပြင်အလौရှင်ဘက်ကအလौမကောင်းလို့ပါဘာညာအကြောင်းပြချက်ပေးပြီးတော့မပေးဘဲနေလို့ရှိရင်လည်းတရားစွဲအနိုင်ရဖို့ခက်ပါတယ်။အငင်းပွားကြရတယ်အများပြရှိနေပါတယ်။စာချုပ်ထဲမှာပါထားတဲ့သဘောတူညီချက်ဖြစ်တဲ့အတွက်လုံးဝအလကားတော့မဖြစ်ပါဘူး။ဒါပေမဲ့အလौရှင်ဘက်ကညစ်ချင်ညစ်လို့ရအောင်ညစ်ွက်ချန်ထားသလိုဖြစ်နေပါတယ်။ဒါကဥပဒေကြောင့်ရပါ ဂုံတိုက်ခါအရာဆက်ပြောပါမယ်အခု1200ကျပ်ပေးလိုက်တာဟာတန်ရာတန်ချင်းမို့လို့ရှောင်လွဲလို့မရလို့ပေးလိုက်ရတာပါပဲအဲ့ဒါကိုလောက်ခနေထွက်ခြင်းအဖြစ်နဲ့တန်ရာတန်ချင်းကိုဂုံတိုက်ခါရှိရှိမပေးပဲထောက်ပံ့ခြင်းဆိုတဲ့နာမည်နဲ့ပေးတာဟာစော်ကားရာရောက်ပါတယ်စံပိုးစီပိုးဆိုပြီးတော့ပေးတာကပူပြီးတော့တောင်မှစော်ကားရာရောက်ပါတယ်အလုတ်သမားရဲ့လှုပ်အားအတွက်ပေးရတဲ့တန်ရာတန်ချင်းပါ ူတို့တုံးကျင်တာတုံးမယ်သူတို့ရထိုက်လို့ရတာဖြစ်တယ်အခုတော့စံပိုးစီပိုးလေးပေးတယ်ဆိုတာကသရောင်းစားကိုတနာလို့ပေးတဲ့ပုံစံမျိုးနဲ့တူနေပါတယ်အဲ့ဒါကြောင့်စော်ကားရာရောက်ပါတယ်တတရအချက်ကအရေးကြီးဆုံးပါလက်တွေ့ကြတဲ့လက်ကွက်ကအခုလောက်ရရဲ့နောက်ွယ်မှာရှိနေပါတယ်အလုပ်သမားတွေဟာနေ့စဉ်အချိန်ပိုးအလုပ်လုပ်ရပါတယ်နိုင်ငံတကာမှာအလုပ်သမားတွေကို၈နာရီထက်ကျော်လွန်တဲ့အချိန်ပိုးခိုင်းစေမှုမျိုးကိုကန့်ကွက်ဆန္ဒပြတာတွေချိတ်ချိတ်တဲတဲဖြစ်နေချိန်မှာ ကျွန်တော်တို့နိုင်ငံကအလုပ်သမားတွေကတော့အချိန်ဘုံလုတ်ပြရစေလို့တောင်းပန်နေရတဲ့ဘဝဖြစ်နေပါတယ်အချိန်ဘုံမလုတ်ရင်ထမင်းမဝရတဲ့ဘဝဖြစ်နေပါတယ်ဒါဟာကောင်းမှုဖြစ်တွေးဆမှုပါအခုချဲရီလို့စက်ရုံမျိုးနဲ့အထယ်ကျုပ်စက်ရုံတွေမှာနေ့စဉ်အလုပ်ချိန်12နာရီလောက်လုပ်ကြရပါတယ်အလုပ်သမားတွေဟာ7နာရီလုတ်ပြီးတော့ရတဲ့နေ့အတွက်ကြေးကို12နာရီလုတ်ပြီးတော့တောင်းခံနေရတာပါ6နာရီစာကောင်းမှုဖြတ်ခံနေရတာပါအလုပ်ရှင်ဟာ7နာရီအတွက် တာမန်လောက်ခါချေးပေးပြီးတော့အချိန်ပိုလေးနိုင်ရည်အတွက်အချိန်ပိုလှုပ်အားကပေးရပါတယ်။စနေတနင်္ဂနွေမှာလည်းခိုင်းသေးတဲ့အတွက်အဲ့ဒီအလုပ်ချိန်တွေအတွက်အချိန်ပိုလှုပ်ခါပေးရပါတယ်။အချိန်ပိုအလုပ်ချိန်ဟာတာမန်အလုပ်ချိန်နဲ့စတူနေပါလောက်တောင်ရှိနေပါတယ်။အဲ့ဒီမှာစောစောကလှုပ်ထားတဲ့လက်ကွက်ကအေးပါလာပါတယ်။တကယ်လို့များအလုပ်သမားတွေတောက်ဆိုသလိုတနေ့လှုပ်ခါချေး12000ရခဲ့မယ်ဆိုရင်တနေ့12နာရီလှုပ်တဲ့အလုပ်သမားတစ်ယောက်ဟာနောက်ထပ်4နာရီအတွက် 6000ကျပ်ရပါမယ်အဲ့ဒါအပြင်အချိန်ပိုဖြစ်တဲ့အတွက်အ ਨੇ စုံလောက်ခတစခွဲပေးရပါတယ်အဲ့ဒီတော့နောက်ထပ်3000ကျပ်ထပ်ပေါင်းပြီးတော့ရရပါမယ်အဲ့ဒါကြောင့်အလုပ်သမားတယောက်12နာရီအလုပ်ချိန်အတွက်စုစုပေါင်းရရမယ်တစ်နေ့လောက်ခဟာ2100ကျပ်ဖြစ်ပါတယ်ဒါပေမဲ့အလုပ်ရှင်ကတစ်နေ့အတွက်အခြေခံလောက်ခကို9800ကျပ်သာတရားဝင်သတ်မှတ်ထားပါတယ်အဲ့တော့အလုပ်သမားတယောက်ဟာ12နာရီလောက်အားကအတွက်ရမှာပါ ဒီလိုပါ၈နာရီအတွက်9800ကျပ်အပြင်မှာနောက်ထပ်၄နာရီအတွက်က2900ကျပ်ရပါမယ်အချိန်ပိုလောက်ခဖြစ်တဲ့အတွက်နောက်ထပ်1450ကျပ်ထပ်ပေါင်းရပါမယ်အဲ့တော့အလုံသမားတယောက်အတွက်12နာရီစာတရဝင်းလောက်ကက9800ပေါင်း2900ပေါင်း1450ဖြစ်တဲ့အတွက်စုစုပေါင်း1150ကျက်ပဲရပါမယ်သူတို့ပေးတဲ့တခြားနံပါတ်တွေနဲ့ပေးတဲ့ကြေက 6200ကျပ်ဖြစ်တဲ့အတွက်အဲ့ဒါကိုပါထပ်ပေါင်းရင်16350ကျပ်ရပါမယ်2000တထောင်တွေကနေပြီးတော့နှုတ်ကြည့်လို့ရှိရင်4650ကျပ်နေပါတယ်အဲ့ဒီတော့လက်တွေ့မှာအလုပ်သမားတွေဟာသူတို့တောင်းဆိုတဲ့နှုံထားတဲ့တနေ့ကို4650ကျပ်ရောင်းနေပြီးတော့ရခဲ့တာဖြစ်ပါတယ်အဲ့ဒါအလုပ်ရှင်ဘက်ကလှက်ကွက်ပါအဲ့ဒီလှက်ကွက်ကိုမီဒီယာသမားတော်တော်များများကနားမလည်ကြပါဘူးတာမန်ပြည်သူတော်တော်များများကလည်း မတိလိုက်ကြပါဘူးအလုတ်သမားတွေကရောမတိဘူးလားဆိုရင်တော့တိပါတယ်အလုတ်သမားတွေကိုအထင်မသေးပါနဲ့အရင်ခေတ်တွေတုန်းကလို့အလုတ်သမားတွေကစာမတက်ပေမတက်တွေမဟုတ်ကြတော့ပါဘူးအလုတ်သမားတွေထဲမှာဘွဲရပီးသားတွေတောင်မှအများကြီးပါပါတယ်သူတို့တွက်တက်ပါတယ်အဲ့ဒါလောက်မအပါဘူးဒါဆိုရင်ဘာကြောင့်သူတို့သဘောတူညီခဲ့ကြတာပါလဲသူတို့လိုချင်သလောက်မရပေမဲ့အခုရတာကလည်းအရင်အခြေအနေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေး အစဉ်ပြေတဲ့အတွက်သဘောတူလိုက်ကြတာပါအဲ့လိုသဘောတူလိုက်တာဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ပါအလို့သမားတိုက်ပွဲတွေမှာတောင်းတလောက်ရာခိုင်နှုန်းပြည့်ရတယ်ဆိုတာနည်းပါတယ်ထိုက်တဲ့လောက်အောင်ပွဲရရင်အလို့သမားအများစုသဘောတူရင်ရသလောက်နဲ့အစစ်တစစ်မှာပဲရနာပြီးတော့ကျေနပ်လိုက်တာဟာမှန်ကန်တဲ့လှုပ်ရပါရက်တဲ့အချိန်မှာမရက်မိရင်ရာပြီးသားလေးပါဆုံးရှုံးသွားတတ်ပါလေနောက်တစ်ချိန်မှာ နောက်တစ်ဆင့်တိုးပြီးတော့တိုက်ဖို့လိုအပ်လို့ရှိရင်တိုက်ရမှာပါနောက်တစ်ချက်ကထောက်ပံ့ခြင်းနံပါတ်၄နဲ့ပေးတာဟာလူဘဝစော်ကားတာဖြစ်ပေမဲ့အလုသမားတစ်ဘက်ကစီလုံးညင်ညွတ်နေရင်အလုသမားတမက်ကအလုသမားအဖွဲ့အစည်းအားကောင်းနေရင်အလုရှင်ဘက်ကအဲ့ဒီထောက်ပံ့ခြင်းတွေကိုပြန်ရုပ်သိမ်းရဖို့ခက်ပါတယ်ပြန်ရုပ်သိမ်းရင်လည်းနောက်ထပ်တစ်ခါတိုက်ပွဲ ပေါ်ပေါက်လာအောင်မှာပါပဲအခုအလုသမားတစ်ဘက်ရဲ့ရလက်ဟာအလုသမားတွေဘက်ကအောင်ပွဲပါ ဘာကြောင့်အောင်မွေးရခဲ့ပါလဲအလို့သမားတွေဘက်ကစီးလုံးညီညွတ်မှုနဲ့ဇွဲတက်တီကအဓိကပါတခြားအထောက်ကူပြုတဲ့အခြေအနေအကြောင်းအကျောင်းလည်းရှိပါတယ်အဲ့ဒါတွေကတော့ရန်ကုန်မှာအလို့သမားလွန်ရှားပါနေပါတယ်စစ်တပ်ကစစ်မှုထမ်းအတင်းအဓမ္မလိုက်ပြီးတော့စူးစောင်းနေလို့နေပြန်သွားကြတဲ့အလို့သမားတွေနိုင်ငံခြားထွက်သွားတဲ့အလို့သမားတွေအများအပြားဖြစ်နေပါတယ်အဲ့ဒါကြောင့်အလို့ရှင်ဘက်ကတင်းမခံနိုင်ပါဘူးအဲ့ဒါကအကြောင်းတစ်ကြောင်းပါ နောက်တစ်ကြောင်းကတော့အရင်ပေးထားတဲ့တဏိတာလောက်အကားကအလွန်ကိုနဲလွန်ပါတယ်လူမဆန်လောက်အောင်နဲပါလို့နဲ့လောက်အကဖြစ်နေပါတယ်အဲ့ဒါကြောင့်မတိုးမဖြစ်လို့တိုးကိုတိုးပေးရတဲ့သဘောပါအလုံသမားကိုထမင်းဝအောင်မကြွေးပဲနဲ့အတင်းအရမအလုတ်ခိုင်းစေတဲ့နီးဟာကြာရှည်အလုံမဖြစ်ပါဘူးလူဆိုတာသူရသည်ရတတ်တဲ့အခွင့်အရေးအတွက်တော့တောင်းဆိုတိုက်ပွဲဝင်မှာပါပဲနောက်တစ်ချက်ကနိုင်ငံရေးအခြေအနေပါထစ်ကနေရှိဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်ဆိုတော့ စစ်အုပ်စုဟာအခုကာလမှာတိတ်မလုံရဲပါဘူးလက်ရှိနိုင်ငံရေးအခြေအနေမှာသူတို့အတွက်အကြက်တဲကတိတ်ကြီးနေပါတယ်အလုံသမားတို့ရဲ့တိုက်ပွဲဟာနိုင်ငံရေးလက္ခဏာဆောင်းလာမှာကိုတုံနေအောင်ကြောက်ပါတယ်အဲဒါကြောင့်အလုံသမားတွေနိုင်ငံရေးထဲမပါရင်ပြီးရောမင်းတို့ပြေးလဲအောင်ညှိနှိုင်းပေးလိုက်ကြလို့အလုံရှင်ကိုနောက်ွယ်ကနေဖိအားပေးနေတာရှိပါတယ်အဲဒါကြောင့်အလုံရှင်ဟာဗဇက်ကနေပြီးစစ်တပ်ခေါ်ရှေ့ခိုင်းလိုက်မယ်စစ်တပ်ခေါ်ဖန်ခိုင်းလိုက်မယ်စစ်တပ်ခေါ်တတ်ခိုင်းလိုက်မယ်လို့ပြောနေပေမဲ့ တကယ်တမ်းအချိန်တွေတိတ်မှန်တာကိုသူတို့ဘာသာသိပါတယ်အဲ့ဒါကြောင့်မလျှော့မဖြစ်လို့အလျှော့ပေးလိုက်ရတာပါအခုနိုင်ငံလုံးကျွတ်ဖြစ်နေတဲ့လက်နက်ကင်တော်လိုင်းကြီးမှာအလုံသမားလူတန်းစားဟာတဦးချင်းတယောက်ချင်းနေနဲ့ပါဝင်ကြတာတွေအများပြားရှိနေပါတယ်ဒါကိုကျွန်တော်တို့အားလုံးသိနေပါတယ်ဒါပေမဲ့အလုံသမားလှုပ်ရှားမှုအလုံသမားလူတန်းစားတိုက်ပွဲနဲ့ဆက်အနာရှင်ကိုတိုက်ရိုက်စိန်ခေါ်ဆန့်ကျင်တာမျိုးမရှိသေးပါဘူးအဲ့ဒါကိုဆေးအုပ်စုကတိတ်ကြောက်နေပါတယ်အဲ့ဒါကြောင့် ဝင်ရောက်မဖြူခွဲပဲနဲ့အလုရှင်ကိုသာဖိအားပေးရတာဖြစ်ပါတယ်။စေအုပ်စုကစေတနာရှိလို့တော့ပုတ်ပါဘူး။ကြောက်လို့မတက်သာလို့လိုက်ရောရတာပါ။စေအုပ်စုအခက်လူသမားတွေအတွက်အကွက်ပါပဲ